ီဗီဒီယိုထဲမှာကျွန်တော်ကအာခင်ဗျားတို့စာအုပ်တွေဖတ်ဘဝပြောင်းလိမ့်မယ်ဘလာဘလာဘလာကျွန်တော်ပြောနေမှာတော့မဟုတ်ပါဘူးစာအုပ်မဖတ်လဲလိုက်ချင်ချင်ဖြစ်တဲ့ခေတ်ကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mandatory Bad for You Channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ကကိုရဲ့ညီကိုမောင်နှမတွေကိုရဲ့ကလေးတွေတားရဲ့သမီးတွေကိုဖုန်းပေးတုံးတာချင်းတူတူသူတို့ဘဝလေးအကျိုးရှိအောင်ဘယ်လိုမျိုးပေးတုံးမလဲဆိုတဲ့ idea တစ်ခုကိုကျွန်တော်မျှဝေခြင်းလို့ဖြစ်ပါတယ် ျွန်တော်နေ့စဉ်ဘဝမှာကလေးတွေအားဆိုရှယ်မီဒီယာတွေ TikTok တွေသုံးပြီးတော့အာသူတို့ရဲ့အာမြင်မို့အဆင်သင့်မဖြစ်သေးတဲ့အရာတွေမကောင်းတဲ့အရာတွေရောအစုံတွေ့နေရဖြစ်ပါတယ်ကျွန်တော်ဆိုလိုတာ ကကျွန်တော်ခေါင်းစဉ်မှာပေးထားသလိုပဲကျွန်တော်ငငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ရှည်သွေးဂျာနယ်လေးတွေကလေးပုံပြင်လေးတွေကလေးဝတ္ထုလေးတွေပြီးအင်္ဂလိပ်စာလေ့လာလို့ရတဲ့အမျိုးအင်္ဂလိပ်ကတ်တုန်ဂျာနယ်လေးတွေကိုသူတို့ရဲ့ဖုန်းတွေထဲမှာဖီးဖတ်လို့ရတဲ့ application တစ်ခုကိုကျွန်တော်ဒီပြထဲမှာအာမျှဝေပေးခြင်းလို့ဖြစ်ပါတယ်ခင်ဗျာဒီ application င်ကိုကျွန်တော်အရင်ခင်ဗျားတို့မပြောပြခင်ကျွန်တော်ရဲ့ lifestyle story တခုကိုကျွန်တော်အရင်ပြောပြခြင်းပါသေးရဲ့ကျွန်တော်ကဟိုအရင်တော့ဆိုရင်ဗျာစာဖတ်တာကိုကြိုက်တဲ့လူတယောက်အမျိုးစာအုပ်ဖတ်ရင်ဘဝပြောင်းတယ်ဘာညာအမျိုးတည်တဲ့လူတယောက်တော့မဟုတ်ပါဘူးအိမ်မှာကျွန်တော်အမေကအမျိုးအာပွဲစည်းတန်း200နဲ့300နဲ့စာအုပ်လေးတွေဝယ်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ကစမ်းပြီးတော့သူဝယ်လာတဲ့စာအုပ်လေးကိုတနေ့မှာ ပြင်းလို့ဆိုပြီးတော့ဖတ်ကြည့်ရင်းနဲ့စာဖတ်ရတာသဘောကျလာပြီးတော့အခုကျွန်တော်ဒီ video ထဲမှာပြောပြမဲ့ application တစ်ခုကိုတွေးလိုက်တာနဲ့ကျွန်တော်ရစာဖတ်တဲ့အကျင့်တစ်ခုလုံးပါဖန်တီးပေးပြီးတော့ကျွန်တော် life style ကို changing ဖြစ်တဲ့အထိအာအကျိုးသက်ရောက်မှုရှိတဲ့ application တစ်ခုလည်းဖြစ်ပါတယ်ဒီ video ထဲမှာကျွန်တော်ကအာခင်ဗျားတို့စာအုပ်တွေဖတ်ဘဝပြောင်းလိမ့်မယ် bla 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 ကျွန်တော်ပြောနေမှာတော့မဟုတ်ပါဘူးစာအုပ်မဖတ်လဲ life changing ဖြစ်တဲ့ခေတ်ကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်ဒါပေမဲ့စာအုပ်ဖတ်တဲ့ချိန်မှာ ုတယတာဆိုတဲ့ဘူတုတတွေရောယတာဆိုတဲ့ emotionally ရော လုံးဝစိတ်ပိုင်းဆိုင်ရာတွေရောပြောင်းလဲနိုင်တဲ့ဓာတ်အမျိုးရှိရလို့ကျွန်တော်ကယုံကြည်တဲ့အတွက် ကလေးတွေလူငယ်တွေကိုစာအုပ်ဖတ်မှုတော့ကျွန်တော်တော့တက်တုံးချင်းပါတယ်။ဒါပေမဲ့ဒီကျွန်တော်အခုပြပြမဲ့ application ကိုခင်ဗျားတို့စာအုပ်တွေအဲ့လိုမျိုးလုံးဝကျန်းစာရေးတွေဖတ်မှုကျွန်တော်ကတော့ပြောမှာမဟုတ်ပဲနဲ့ကျွန်တော်ခေါင်းစဉ်မှာပေးထားတဲ့လို့ပဲကလေးဂျာနယ်လေးတွေရှေ့သွေးဂျာနယ်လေးတွေကျွန်တော်တို့ဖုန်းထဲမှာ fan ဖြစ်အောင်ဘယ်လိုဖတ်မလဲ။ကလေးတွေစာဖတ်တဲ့ delay တွေဖြစ်သွားကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကိုအာကျွန်တော်တို့ဆွေးနွေးကြင်လို့ဖြစ်ပါတယ်။ဒီ application နာမည်ကရွှေမီအိမ်လို့ခေါ်ရတာ။ဒီ application ကိုခင်ဗျားတို့ iOS မှာရော Android မှာရောလုံးဝ free 道路、漏水路也难免偏白,白。 ဒီ application တဲ့ကိုခင်များတို့ဝင်လိုက်ပြီဆိုတာနဲ့ तू ကခန္ဓာလေးခွဲထားပေးမယ်လူမှုရေးစီးပွားရေးကျန်းမာရေးနှီးပညာပြကတွန်းတို့ပုံပြင်တို့ပြင်ဘာသာရေးနဲ့ပတ်သက်တဲ့ဟာတွေရောစိုက်ပျိုးရေးတွေရောအစုံအစုံအစုံခန္ဓာလေးရှိရဗျာပြီးတော့ကိုကြိုက်တဲ့အာစာရေးဆရာရဲ့နာမည်တွေစာအုပ်နာမည်တွေပါအာရိုက်ရှာပြီးရောဖတ်ကြည့်လို့ရလာမယ်ဖြစ်ပါတယ်ခင်များတို့ကစာအုပ်ဖတ်ရတာကြိုက်တဲ့လူငယ်တွေဖြစ်တဲ့ဆိုရင်အဲ့ဒီမှာလုံးဝ free download ဆွဲထားပြီးတော့ဖတ်လို့ရလာမယ်ဖြစ်ပါတယ်တော်တော်ကျွန်တော်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲ အကျွန်တော်တို့ကာတွန်းရွှေသွေးဂျာနယ်လေးကိုဘယ်လိုဖတ်မလဲဆိုတော့ဥတည်ကြအောင် အရင်ဆုံးရုပ်ပြကာတွန်းဆိုတဲ့အရာလေးထက်ကိုဝင်ပြီးတော့ကိုကြိုက်တဲ့ကာတွန်းဂျာနယ်လေးတွေကိုကြိုက်တယ်လို့အစုံအစုံကာတွန်းဂျာနယ်လေးရှာပြီးတော့ဖတ်လို့ရမယ်ရုပ်ပုံလေးပါအတွက်ခလေးတွေအတွက်အရင်အရင်ဆွမ်းဖြစ်မှလည်းဖြစ်ပါတယ်အဓိကကကျွန်တော်ဒီဗီဒီယိုမှာအဓိကပေးချင်တဲ့ main point ကဒါပဲဗျာဒီကာတွန်းရုပ်ပုံလေးတွေနဲ့ဖတ်ရတဲ့ feeling ကအရင်အရင် fan ဖြစ်တယ်ဆိုတာမျိုးပဲခလေးတွေအတွက် ကလေးတွေပြင်သွားမှာမဟုတ်ဘူးစာဖတ်တဲ့အချက်နဲ့ရသွားမယ်ဆိုတာမျိုးပေါ့ ဒီ application နဲ့မှာဆိုရင်ကိုကြိုက်တဲ့စာအုပ်ကိုကြိုက်တဲ့ journal လေးတစ်စောင်တွေ့ပြီဆိုရင်ဟာ favorite ကိုကြိုက်တဲ့စာအုပ်ဖြစ်သတ်မှတ်ထားလို့ရပြီးတော့ကိုကြိုက်တဲ့ချိန်မှာကိုကြိုက်တဲ့လိုလွယ်လွယ်ကူကူရှာပြီးတော့ဖတ်လို့လည်းရတယ်သူမှာမျက်လုံးထိခက်တတ်တအောင် dark mode လည်းပြောင်းထားလို့ရတယ်သူရဲ့ UN ကလည်းအမျိုးကိုကြိုက်တဲ့စာအုပ်ကိုကြိုက်တဲ့ဂန္ဓာတစ်ခုကိုရွေးရှာပြီးတော့ဖတ်လို့ရတဲ့အတွက်လည်း UN ကလည်းအရင် clean ဖြစ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပြီးတော့နောက်တစ်ခုကခင်ဗျားတို့ကလေးတွေကို iPad တို့ tablet တို့ဝယ်ထားပေးတယ်ဆိုရင် तू က tablet တွေဒီလိုဖုံးပြားကြီးတွေမှာသင်တော်တော် ော်တော်တော်လေးကိုစာဖတ်မှုအဆင်ပြေပါတယ်။အဲ့တော့ဒီ application လေးကဘယ်လိုမျိုးကလေးတွေအတွက်ရောစာဖတ်တဲ့ delay ကိုဖန်တီးပေးလို့ရလဲပြီးတော့စာအုပ်ဖတ်တာကြိုက်တဲ့လူတွေအတွက်ဘယ်လိုမျိုးလေး fee လုံးဝပတ်စံမကုန်ပဲနဲ့လာစင်ချင်းမကုန်ပဲနဲ့ဖတ်လို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြသွားဖြစ်ပါတယ်။အခြားဖက်အနေနဲ့ဒီ application ရဲ့အားနည်းချက်ကတော့ဒီ up to date ဖြစ်နေတဲ့စာအုပ်တွေကိုဖတ်လို့မရပါဘူး။အမျိုးအရင်တုန်းကစာရေးဆရာတွေရဲ့အကြီးတော်တို့ ဥပုံဓာတုတို့ရောအကုံအကုံတော်တော်လေးစုံပါတယ်ခင်ဗျာအဒီဗီဒီယိုလေးရောခင်ဗျားတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့ small creator လေးကို like and subscribe လုပ်ပါပြီးပြီးတော့ support လုပ်ပေးလို့လည်းရပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုဆုံးနေကြည့်ပါပြီးတော့ကျွန်တော်ကျေးဇူးများကြီးများကြီးများကြီးပဲတင်ပါတယ်အဲ့တော့အားလုံးပဲပုံမှန်နေပဲ peace